အားလုံးတော့မင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါမထင်မပဲနဲ့ Nico William ရဲ့အပြောင်းရွှေ့ကဘိုင်မြူးနစ်အသင်းကနေစပြီးတော့မှအခု Barcelona အသင်းကပါခေါ်ယူဖို့တောက်လျှောက်ကြိုးပမ်းလာပြီဖြစ်တယ်ဆိုတော့ကျွန်တော်မမရရပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဒါ Barcelona အသင်းဟာ Nico William ကိုအသေးအတန်ကြိုးပမ်းနေ တဖက်မှာလည်းသူတို့ဘက်က register လုပ်နိုင်ဖို့အတွက်အခက်အခဲအခြေအနေတွေအားလုံးကြောင့်ဒီဇာမကဘာဆိုနာကိုပြောင်းဖို့ကိုနည်းနည်းတော့စိတ်ဝင်စားမှုမရှိဘူးလေပြောင်းတော့ပြောင်းချင်တယ်ဒါပေမဲ့ဒီကိုဝီလင်အပြောင်းရွှေ့မှာလောက်ခလာစာခန်းစား권 register လုပ်ခွင့်ဘာကြောင့်လဲဆိုတော့ဘာဆိုနာကဒီကိုဝီလင်ကိုခေါ်ဖို့ဂျိုးပိုင်ရဲ့အစင်မပြေတဲ့နောက်ဆုံးမှာဒန်နီအော်မိုကိုခေါ်သွားတယ်ဒန်နီအော်မိုမှာလာလီကာရဲ့ပထမပွဲစဉ်၃ပွဲလောက်မပါတဲ့အထင်ကြီးဖြစ်တယ်ဒါပေမဲ့ဒီကနေ့အတွင်းမှာပြည်သွင်း ပြိုင်ပွဲ၃လုံးကိုဘိုးဆွဲပြီးတဲ့အချိန်မှာဘာဆိုနာရဲ့ financial ဟာအများကြီးတောင့်တင်းလာခဲ့တယ်။အခုဆိုရင်ကွင်းသစ်စီမံကိန်းကလည်းပြီးပြီ။ဆိုတော့အဲ့အတွက်ကြောင့်ဘာဆိုနာကဘိုင်မြူနစ်ခေါ်ချင်တယ်လို့သတင်းထွက်ပြီးတော့ကစားမကိုတိုင်ကဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေလည်းကြာရောသူတို့ကနီကိုဝီလျံရဲ့ agent ကိုပြန်ပြီးဆက်သွယ်ခဲ့တယ်။ဆိုတော့ကျွန်တော်တို့တောက်ကြနေမှာဘာဆိုနာအာဂဇာဒရိုက်တာ ဒေကူနဲ့နီကူဝီလန်တို့အကြားတွဲဆုံမှုပြုလုပ်ခဲ့တယ်။ဒီတွဲဆုံမှုမှာဘာစလိုနာဘက်ကတော်တော်လေးခီးရောက်နိုင်တဲ့စကားတွေအများကြီးပြောခဲ့ပြီးတော့သူတို့ကပြီးခဲ့တဲ့တစ်ခေါက်တည်းကပြီးခဲ့တဲ့နှစ်တည်းကအကြိုက်တွဲခဲ့ပြီးပြီ။ဆိုသူတို့ရဲ့နောက်ဆုံး final decision က athletic club လိုချင်တဲ့ရော်ဂျီစာချူကပြဿနာမရှိပေမဲ့မှတ်ပုံတင်ဖို့နဲ့ဘာစလိုနာရဲ့ final ရှင်းချောင်းရက်သွားတာဒီဒီချိန်ကအဲ့လိုပုံစံမျိုးမဟုတ်တော့ဘူးအရင်ဆွေးနွေးမှုတွေရှိထားတဲ့အတွက်ကြောင့်ဘာစလိုနာက နီကိုဝီလျံအပြောင်းရွှေ့ကိုခေါ်ယူနိုင်လိမ့်မယ်လို့ယုံကြည်ပြီးတော့ဘိုင်ယန်မြူးနစ်ကိုချဲလန်းလုပ်ပြီးတော့သူတို့ဘက်ကစိတ်ဝင်စားတယ်တကယ်တမ်းကျတော့ပရီးမီးယားလီးဂ်အာဆင်နယ်အသင်းတို့နောက်တစ်ဖက်ကဒီချဲလ်ဆီအသင်းတို့လိုအသင်းတွေအားလုံးကနီကိုဝီလျံကိုလိုချင်ကြတာဒါပေမဲ့နီကိုဝီလျံဟာဘာစလိုနာအသင်းကိုတော့ယမားနဲ့အတူတူကစားခြင်းနဲ့ဆန္ဒရှိတယ်အဓိကက ဘာဆိုနာကိုပြီးခဲ့နှစ်တည်းကသူပြောင်းချင်တယ်ဒီနောက်ဆက်တွဲတွေနဲ့အခုယမားနဲ့ကစားချင်တဲ့အချိန်မှာနီကိုဝီလျံအပြောင်းရွှေ့တွေအေဂျင့်တွေတက်လာလဲတက်ရောယမားကသူနဲ့နီကိုဝီလျံစပိန်လူဝေးစင်မှာအတူကစားခဲ့တဲ့ပုံကို Instagram မှာတင်ခဲ့တယ်အဲ့ဒါကိုကြည့်ချင်းအပြင်ဒီပြောင်းရွှေ့ကဘာဆိုနာအတွက်အခွင့်အရေးအကောင်းကြီးဖြစ်လာတယ်နောက်တစ်ချက်ကဘာဆိုနာဘက်ကနီကိုဝီလျံရဲ့အေဂျင့်ကို register လုပ်ဖို့အတွက်ကပြဿနာရှိကြောင်းနဲ့ ဒီအာဒီမာတို့သူတို့ရဲ့ financial အခြေအနေကကစားမ register လုပ်ဖို့တို့ကစားမတက်ခေါ်ဖို့ဟာပြဿနာမရှိဘူးဆိုတော့ Nico William ဘက်က Barcelona ဘက်ကလူချင်တဲ့အချက်က okay မင်းပြောင်းချင်တယ်လို့ဆန္ဒပြေဝါရှိမယ်ဆိုရင်ငါတို့ပြန်ခေါ်မယ်ငါတို့ဘက်ကလည်းအာမခံချက်ပေးမယ်ဒေဒီအတွက်ကြောင့်ဒီနေရာမှာသူတို့အနေနဲ့ဘာလို့ချင်လဲဆိုတော့ Nico William ရှိက လောက်ခလာစာရှိုးယူဖို့ဆိုတော့ကျွန်တော်တို့ခုမန်တူဒီပိုဒီပို report မှာရောနောက်ကတ်လန်ရေဒီယိုမှာပေါ်ပြတဲ့ report ရဆိုရင်နီကိုဝီလျံကဘေကလအသိမဲ့ဖြစ်ဖြစ် သူတောင်းဆိုတဲ့လောက်ခလာစာဟာယူရိုတန်30ပိုင်မြူနစ်ကယူရိုတန်30တောင်းတယ်သူတို့ကယူရို16တန်းတိပေးတယ် အာဆနယ်နဲ့ချယ်ဆီကတော့ပရီးမီးယားလီဂ်လောက်ခလာဆိုတပတ်ကို၄သိန်းလောက်တောင်းတယ်ဒါပေမဲ့ဒီ၄သိန်းလောက်ဟာသူတို့ရဲ့ wages structure ကိုဖျက်ပြီးခေါ်ရမှာဖြစ်တဲ့အတွက်ကြောင့်နီကိုဝီလျံအပြောင်းရွှေ့ကိုသူတို့ကလက်လျှော့သွားတယ်လာဆာအရမ်းများတယ်အထူးသဖြင့်တယောက်တည်းတီတီကြီးထွက်နေမဲ့အခြေအနေမှာခြားသားမတွေကိုပါအဆင်မပြေနိုင်တဲ့အတွက်ကြောင့်သူတို့ဘက်ကရက်တယ်ဒါပေမဲ့နီကိုဝီလျံမှာနောက်ထပ် option ကဘာလဲဆိုတော့ဘာစီလိုနာအသင်းသား ဒါသူ့ကိုခေါ်ယူမယ်ဆိုရင်ဒီကိုဝီလန်ဘက်ကလက်ခံထားတဲ့အချက်ချက်ကပါလဲဆိုတော့လောကလာစာကိုအခြားအသင်းတွေလိုတောင်းဆိုထားခြင်းမဟုတ်တော့ဘဲနဲ့လာစာရှုတ်ယူမယ်ဆိုတော့ဂျန်နက်ကလပ်တွေအတွက်ဒီကိုဝီလန်ရဲ့လာစာကဘယ်လိုပြောမလဲတနည်းကိုယူရိုတန်း20ဒါပေမဲ့ဘာစီလိုနာအသင်းဆိုရင်ယူရို12တန်းနဲ့လေအပြောင်းအရွှေ့ဖြစ်အောင်သူဘက်ကလက်ခံနိုင်တယ်ဆိုတော့တခုပဲရှိတယ်ဘာစီလိုနာဘက်ကအက်သလက်တစ်ကလပ်ကို သွားပြီးတော့ request လုပ်လိုက်တော့ okay ငါတို့ယောဂျီစာချုပ် euro 58တန်းပေးမယ်။ဘာဆိုနဘက်က promise ပေးရမယ့်အချက်ကတေချာပေါက် register လုပ်ခွင့်လုပ်လို့ရမယ်ဆိုတဲ့အချက်ရယ်။နောက်တစ်ခုကတော့ပွဲထွက်ခွင့်အာမခံချက်ပေးမယ်ဆိုတဲ့အချက်။အဲ့ဒီအချက်ဖြစ်ရင်ဒီပြောင်းရွှေ့ဖြစ်ပြီ။ဆိုတော့အခုလက်ရှိမှာဒါအခု AS မှာဖော်ပြချက်ရ Hansi Flick နဲ့ Nico Williams ကြားစကားပြောဆိုခဲ့ပြီး Nico Williams က club ရဲ့ project ကိုသူ့ကို Nico Williams ကို ဟာစီဖလစ်ကကလပ်ရဲ့ project ကိုချပြပြီးသူလိုချင်တဲ့အကြောင်းဝန်ခံတယ်။အဲဒီ project ဘာဆိုနာအသင်းကတော့အခုနီကိုဝီလျံအပြောင်းရွှေ့ဟာတော်တော်ကိုအခြေအနေပြန်ကောင်းသွားတယ်။ဘိုင်မြူနစ်ကယူရို16တန်တီပေးသားသည့်တိုင်အောင်နီကိုဝီလျံကယမားနဲ့အတူပြန်ကစားရမယ့်အတွက်ဆိုတဲ့အချက်တစ်ချက်ထဲရဲ့သူကိုယ်တိုင်ကလည်းဘာဆိုနာကိုသဘောကျတဲ့အချက်တစ်ချက်ကြောင့်ဘာဆိုနာအသင်းကယူရို17တန်လောက်ခလာစားနဲ့ခေါ်နိုင်မှာဖြစ်တယ်။ register လုပ်ဖို့အခွင့်အရေး ပြေးပြီးအာမခံချက်ပေးပြီးပွဲထောက်ခွင့်ရှိပြီဆိုရင်တော့ဒီပြောင်းရွှေ့ဖြစ်ပြီဆိုတော့ဘာဆိုနာကအခုနောက်ဆုံး Athletic Club Bilbao ကို Euro 58တန်းရောကြီးစာချုပ်ဆက်သွယ်ပြီးတာ ਨੇ ဒီပြောင်းရွှေ့ကိုအဆုံးသတ်နိုင်လိမ့်မယ်လို့ဖော်ပြထားတယ်ဆိုတော့ဘာဆိုနာဟာ Nicole Van Race ကိုဒါပြန်ပြီးတော့ပေါ်လာခဲ့ပြီးတော့ဒါသူတို့ Bayern ရှီကနေရဖို့အချိန်ကြီးကောင်းသွားပြီဖြစ်ကြောင်းဖော်ပြလာပါတယ်အားလုံးကျေးဇူးတင်ပါတယ်